လုံးပန်းမင်္ဂလာပါဒီချက်ကတော့ Grade 12 Mathematics ကိုသင်ကြားမယ့်ကျေစုဆန္ဒဖြစ်ပါတယ်။ကျေသင်ရမယ့်ပိုင်းကတော့ Chapter 10 Methods of Integration ရဲ့10.1 Indie Derivatives အပိုင်းကိုဖြစ်ပါတယ်။ အော်လမ်းကြီးဆောင်ကွက်အနေနဲ့ဘာတွေရရှိသွားမလဲဆိုရင် to integrate of the fundamental function ပေါ့အခြေခံ function တွေရဲ့ integration ကဘယ်လိုလဲ trigonometry and exponential and logarithm function တွေရဲ့ integrate တွေကိုဆက်လက်ပြီးတော့သင်ကြားသွားပြီးရရှိသွားမှာဖြစ်ပါတယ် in the derivatives ပေါ့ဒါမှလည်း in the derivative မှာ apply x ပေးထားတယ် apply x က 3a square ဆိုရင်သူ့ကိုမူရင်းဘယ်ဟာစမလဲဆိုရင် alpha a square to h cube ဆိုရင်ဟော power ရှေ့ချတင်းတော့ 3a square ပဲနောက်တစ်ခုက h cube plus 2ဆိုရင်ဟော 2က constant ဖြစ်တော့သူက0ဖြစ်သွားသူ့ကိုရှေ့ရင်3 a square ပဲ h2 minus 1/2ဆိုရင်ကောဒါဆိုရင်လည်း power ရှေ့ချခြင်းညော3 a square ပဲအဲ့တော့ဒီမှာဝင်ရင် function က3မျိုးလောက်ဖြစ်နိုင်တယ်ဒါပေမဲ့ရှေ့တဲ့ဖြေရတော့ဘာဖြစ်လဲအတူတူပဲဒါကြောင့်မလို့ f4 a square to h2 c ပေါ့နောက်ထပ် constant ကြီးရှိနိုင်တယ်ဒါကြောင့်မလို့ h2 ဒီ integrable of 3 a square ပါ အဲ့တော့ anti derivatives of f4h ကို နောက်ထပ် f4h ကို capitalized နဲ့သတ်မှတ်လိုက်ပါမယ်။အဲ့တော့ abrides abrides တိန်ရှိတ်ကိုအကြီးပေါ့ capitalized abrides တနည်းအားဖြင့်ပြောရင် smaller f4h နဲ့အတူတူပဲ။အဲ့တော့ဖြောင်းမြန်ပေါ့သူကရှိတ်တာနဲ့ရိတ်တာဖြောင်းမြန်ပေါ့ ဘက်မှာ integrate လုပ်မယ် FOS ကို integrate လုပ်မယ်ဆိုရင်ထွက်လာတဲ့ FOS ကပ်ပလော့ဂျာ FOS ပါပြီးရင်ဘာနဲ့ထပ်ပေါင်းမယ်ဆိုရင် constant ထပ်ပေါင်းမယ် integration တိုင်းအောင် constant ပေါင်းပေးရပါမယ်အဲ့တော့ example 1 in the derivative က root x လိုချင်နေပေါ့ root x ရအောင်ဘယ်လိုလုပ်မလဲ ။ဒါဆိုရင် root asia အောင်ကျတော့ first state ပေါ့။ဖြေရ root asia အောင်အဲ့တော့သူ့ရဲ့ integrative ကဘာလဲစသအုပ်ချင်းဆို is to the power 3/2ကိုစယူလိုက်ပြီ3/2ကိုစရှိမယ်ဆိုရင် power ရှိချတော့3/2တက်နှုတ်တော့3/2 -1 ဖြစ်တဲ့အတွက်1/2ဒါဆိုရင် second ပေါ့အထက်စဉ်းစားလိုက်မယ်ဂျယ်ရိုကဒီကောင်ကို reciprocal လန်လိုက်မယ်2/3 เนาะ2/3ဒီအရာကြီးကို reciprocal လဲလိုက်တာ2/3ပြီးတော့ရင်ဒီကောင်ရော h to the power 3/2ကို power ရှေ့ချလိုက်မယ်ဒါဆိုရင်2/3နဲ့3/2နဲ့ကြည်တော့တင်းနှုတ်ထားတဲ့အခါကျတော့ h to the power 1/2ရမယ် h to the power 1/2ဒီ root h ပါဒါဆိုမူလ origin နဲ့ပြန်ရသွားပြီအဲ့တော့ဒါကြောင့်မလို့ root h ရဲ့ integrability 2/3 h to the power 3/2ဟောနောက်တစ်ခုစဉ်းစားမယ်ကျတော့ 3h to the power 5 ဒါဆိုရင်ဘယ်ရဆောင်လဲဆိုရင် h to the power 6ကဆောင် h to the power 6ကိုမာဝါရှိ6 6 h to the power 5တို့မှာကျတော့ဒီ h to the power 6ကိုတော့ယူထားတယ်နောက်ထပ် constant 1.2လေးကိုယူလိုက်မယ်နော်အဲဒါဆိုရင် power ရှိချလိုက်တော့6ဆိုတော့3ကျေသွားမယ်3 h to the power 5ဖြစ်သွားမယ်မူလ function ပြင်ရအောင် ဒါကြောင့်မို့1 by 2 h to the power 6ကဘလူးရဲ့ derivative လဲဆိုရင်3 h to the power 5ရဲ့ integer derivative ပါ arnamasi ကိုစဉ်းစားရအောင် exponential function ပေါ့ e to the power 3x e to the power 3x ကိုရှေ့ရင် e to the power 3x ပဲ power 3x ကိုထပ်ပြီးတော့ ထပ်ပြီးတော့မြောက်ကောင်းပါအဲ့တော့ 3e to the power 3a ဒါကပုံမှန်ပဲနောက်တစ်ခုဆက်ရှိမယ်ဆိုရင်ဒီကောင်ကို reciprocal လုပ်လိုက်မယ်1 by 3e to the power 3a သူ့ကိုထပ်ရှိမယ် power ရှေ့ချမယ်3ရှာမယ်3နဲ့3နဲ့ကြီးသွားတော့ e to the power 3a ပဲရမယ်ဒါကြောင့်မလို့ e to the power 3a က in the derivative 1 by 3e to the power 3a ပါဟုတ် ်နောက်တစ်ခုကကြတော့ 1/h2 ကိုလိုချင်တာဒါဆိုရင်ခြေတော့က 1/h2 ကိုဘယ်အစားမလဲ h2 the power -2 အစားစဉ်းစားလိုက် -2 ဆိုရင် power ရှိကြတော့ -2 h2 the power -3 နောက်တစ်ခု reciprocal ချိန်လိုက်မယ် -1/2 ချိန်လိုက်မယ် h2 the power -2 ကတော့ original နာမည်ပြန်ယူမယ် h2 power ရှိတာတက်နှုတ်တော့ 1/h2 ပါ ။ဒါဆိုရင်သူလိုချင်တဲ့ဝမ်းမိုင် issue ပြင်ရသွားတဲ့အတွက်သူ့ရဲ့ integer derivative ဒီဘာဖြစ်မလဲ -1/2 2a² ပြန်ဖြစ်ပါတယ်။အဲ့တော့ဒီမှာက integration ခန့်ကိုသင်ပါဖြစ်တယ်။ integration ခန့်ကိုသင်မယ်ဆိုရင် differentiate နဲ့ပြန်ချိန်ထားတာပါ။အဲ့တော့ differentiate မှာ power ရှင်းချတင်နှုတ် is to the power m plus 1 power ရှိချတဲ့ integration မှာကျတော့ is to the power m 1 by နော်1 by ဒီ power ကိုဘာလုပ်မလဲဆိုတစ်ဒိုးတာသူက is to the power n plus 1 by အဲ့ဒီ power တန်းနဲ့ပြန်စားတာပါပြီးရင်ကျတော့ constant ထည့်ပြပါတယ် plus d ဒါ formula ပါပဲ general formula ဒီမှာတော့ power ရှေ့ချတင်းတို့ဒီမှာဆိုရင် power တစ်ဒိုးတိုးတဲ့အဒိုးနဲ့ပြန်စားပါ now integration မှာဘာမှမရှိ1ပေါ့1ဆိုရင်တကယ် integrate လုပ်လိုက်ရင် a ရတယ် now သူ့ရဲ့ constant နဲ့ထပ်ပေါင်းပါမယ် 1 by 8ကျေတို့ကို differentiate မှာတော့ aln ကိုရှိရင်1 by 8ရတယ်အခု integrate မှာ1 by 8ကို integrate လုပ်လို့ရှိရင် aln √8 ရတယ် plus c ကတော့အမြဲတမ်းထည့်ပြရမယ် constant မလို့ပါအဲ root of integration root of integration မှာ f(x) and g(y)s က continuous function တွေဖြစ်မယ်ဆိုရင် formula ပေါ့ integration ဆိုတော့ k dx k ကတော့ k ပဲ constant ဒီမှာဘာမှမရှိတဲ့အတွက် a k x + c ပေါ့ အခုဒီမှာ K K လေးကိုအပြင်ထုတ်လိုက်မယ် FOIS ကို integrate လုပ်မယ်ပေါ့နောက်တစ်ခုကျရင် FOIS plus or minus GOA ဒါဆိုတစ်ခုချင်းလုပ် integrate ရော FOIS plus or minus integrate ရော GOA ပါ example တို့ကိုကြည့်အောင် integration ဆို voice to the power 5 plus 1 dates ဒါဆိုရင် jet 4ကို constant မလို့ပြင်ထုတ်ထားမယ် h to the power of 5ကိုရိပ်ရိပ်မယ်ဆိုရင် power ကို1ပေါင်းမယ်သူ့ရဲ့ပေါင်းတဲ့ကိန်းညပြန်တော့ h to the power of 6.6သူ့ကို constant ထဲတော့ c1 ဝါကိုရိတ်တော့ x သူ့ရဲ့ constant ကပါလဲ c2 ဒါဆို c1 နဲ့ c2 ကိုနောက်ဆုံးမှရေးလိုက်မယ်ဒီခဏလေးကိုပူရေးမယ် c1 နဲ့ c2 ဆိုဒီမှာတနည်းအားဖြင့်ပြောရင် constant c ပဲပေါ့တကယ်အဖြေက2.3 x to the power 6 + 8ပါ constant နှစ်ခုပေါင်းရတာတော့ c ပါ 2a to the power 6เนาะသာပြီး integrate လုပ်မယ် 2a to the power 6ဆို2ကို 2a to the power 6ကို integrate လုပ်တော့ power 1ပေါင်းတော့7/7 minus 1/3 x ကို1ပေါင်းတော့4/4ဆိုတော့1/12 a to the power 4 1 x ကိုရိုက်တော့ ln x ရှေ့မှာ3เนาะ constant plus c 58 into root အဲ့တော့ h ရဲ့ root ဆိုရင်ဆိုရင် h to the power 1 by 2ရဲ့ပေါင်းလိုက်တော့ h to the power 3 by 2 integrate လုပ်တော့သူ့ကိုတစ်ပေါင်းတစ်ပေါင်းတော့5 by 2ပြန်စားတော့2 by 5အဲ့တော့ခြေထားလိုက်တော့ 2h to the power 5 by 2 plus c ပေါင်း အစံမဲ့အတူကိုစဉ်းစားမယ်ဂျေရိုဖရက်ရှင်ပုံစံရှိ differentiate မှာ fraction ဆို UIV မြတ်အတွက်အခုဒီမှာ အတွက်လို့မြင်အောင် integration ကိုတစ်ခုချင်းအရင်ဆုံးရှင်းပြီးမှ integrate လုပ်မယ်ကဲဘယ်လိုရှင်းမလဲ is to the power 1/2အပေါ်မှာ a စကွဲတကောင်ပါဝါကိုဖြန့်လိုက်မယ်။ရှေ့ကိန်းနှစ်ထပ် a စကွဲနောက်ကိန်းနှစ်ထပ်က +1 ရှေ့ကိန်းနောက်ကိန်းမြောက်ချင်းနှစ်ဆ -2a လို့သွားမယ်။ပြီးတော့အရင်တစ်ခုချင်းကိုဘာလုပ်မလဲ။သွားစမယ်။ ။ဘာသာတော့ h2 တဲက1/2ကိုနှုတ်လိုက်တော့3/2ဘက်ကိုသွားနှုတ်လိုက်တော့1/2ဒီ1/2ကိုပေါ်တယ်နော် -1/2 အဲ့လိုရှင်းရှင်းလင်းလင်းရှိသွားမှ integrate ဆောက်လို့ integrate ဆောက်လို့တော့3/2ကို1ပေါင်းတော့5/2သူ့ကို5/2နဲ့ပြန်ဆောက်တော့2/5 -2 ကဒီတိုင်းပဲရှိနေမယ် h2 တဲ့ပေါ်1/2ကိုတက်ပေါင်းတော့3/2 -3/2 ဆိုပြောင်းပြန်လာလိုက်တော့2/3ပေါ့ ဒီ4နဲ့ဒီကောင်2နဲ့2နဲ့ဆိုတော့4 by 3ဖြစ်သွားတာ x to the power minus 1 by 2ဆိုသူ့ကိုတက်ပေါင်းလိုက်တော့1 by 2 by 1 by 2ဆိုတော့ပေါ်တင်လိုက်တော့2 x to the power 1 by 2 plus 4ပါအဲ့တော့ဒီမှာက integration exponential function ဒီမှာကျတို့အရင်တော့ differentiate ကိုစဉ်းစားမယ် differentiate ဆို a to the power x ပေါ့အရင်တော့ရှိရလေ2 to the power x တို့3 to the power x တို့ဒါဆိုရင် a to the power x ln a ကဲလို့ exponential ဖြစ်မယ်ဆို e to the power x ကိုဘယ်လိုလုပ်လို့ရှိရှိရိရိ e to the power x ပဲဒါဆိုရင် integration formula a to the power x ဆိုရင်ဘယ်လိုဖြစ်မလဲ a to the power x ပဲဒါပေမဲ့1 by a ln a ဖြစ်ကောင်းတယ်သူရဲ့ base ပေါ့ a ln a ပြရမယ်ပြီးရင် c ပြရမယ်ဒါရဲ formula ပါမှတ်ထားအောင် e to the power x ကိုကြတော့ရှိရှိရိရိမူရင်း equation ပါပဲ e to the power x ပဲဒါပေမဲ့သူက integration မလို့ c ပို့ပါမယ် အော် example 3ကိုဆက်လက်ပြီးသင်ကြားပါမယ်။ Now နံပါတ် A ပေါ့ integration ရော e to the power -a 1 e to the power -a ဒါဆိုရင်ကျေတို့ကတခုချင်းစသွားလို့ပဲစားလိုက် e to the power -a 8 -a စားကြည့်လိုက်တော့1 1 e to the power -a import လိုက်တော့ positive x သူ့ integrate လုပ်မယ်1ကိုလုပ်ရင် x e to the power x ကိုရေးရင် e to the power 8 plus c ကတော့အမြဲတမ်းထိခါမယ် integration ပြီးသွားရင် constant ။ကဲနောက်တစ်ခုရိတ်ကြည့်အောင် e to the power h plus 2a ဒီခုချင်းရဲ့ e to the power h ကိုရိတ်မယ် 2s ကိုလုပ်မယ် e to the power h ကိုရိတ်ရင် e to the power h 2s ကိုလုပ်ရင် power 1ပေါင်း a square by 2ဒါကြောင့်တူတူချင်းကြည့်သွားတော့ a square plus c နောက်တစ်ခုက e to the power h log 5 log 5က constant မလို့ log 5ကိုထား e to the power h ကိုရိတ်ရင် e to the power h log 5 အဲ့တော့1 by a square အပေါ်တင်တော့ h to the power minus 2 minus 2 integrate လုပ်ရင် plus 1ပေါ့ h to the power minus 1 by minus 1ဆိုတော့ minus 1 by h ပေါ့ပုံစံပြင်လိုက်ရင်ပြီးွားရင် constant ပါလေ plus c နံပါတ်3อ่ะ3 to the power h ln 3 th ဒါဆိုရင်ပုံသင်ကြီးကသေတော့တော့1 a power h ဆိုတဲ့ပုံသင်ကြီးပါအဲ့တော့3 to the power h ln 3 integrate လုပ်လိုက်ရင်သူ့ကိုဘာလုပ်မလဲ base က3မလို့1 by ln 3 ln 3 ln 3ခြေလိုက်တော့3 2တဲ့ဘာက x ပဲကျမ်းပဲပြီးတော့ constant ပါလဲ c ပါ now integrations of the trigonometric function sin cos တိလို့ sin ကိုရှေ့ရင် cos cos ကိုရှေ့ရင် sin tan ကိုရှေ့ရင် secant square ဒါဆိုရင် integrate ကိုပဲစဉ်းစားမှာ cos ကိုရိပ်ရင် sin sin ကိုရိပ်ရင် minus cos secant square ကိုရိပ်ရင် tangent 8ပြီးရင် plus c ပေါင်းထည့်ပေးမယ်ဒါပဲပေါ့ integration ကသူ့ရဲ့စန့်ကျင်ဘက်ပေါ့ differential ရဲ့စန့်ကျင်ဘက် example 4 example 4က3 cos 6 minus 5 sin ကို0 integrate လုပ်မယ်3ကိုပြင်ထုတ်ထားရမယ် integration ကို cos ကိုလုပ်တော့ sin 5ကိုပြင်ထုတ်ထားမယ် sin integrate လို့တော့ cos ဒါပေမဲ့ तू ကဘာ cos လဲဆိုရင် sin integrate လို့ minus cos ဒါကြောင့်မို့ minus minus ပြောင်းလိုက်တော့ plus 5 cos a ပြီးသွားမှာ constant က c ပြီးရင် e to the power x ကို integrate လုပ်မယ်ပြီးရင် 2sin x ကို integrate လုပ်မယ် e to the power x ကို integrate တော့ e to the power a sin ကိုလုပ်တော့ cos cos ပြင်မဲ့ तू ကဘာ cos လဲ minus cos ဒီရှိမှာ positive ဆိုတော့ minus 2 cos 8ပြီးရင် plus c ပေါင်းမယ် ်နောက်တစ်ခုကကြတော့ e to the power h minus root 8 1 by 2 1 by 2ရဲ့ constant လို့ရှေ့ဆုံးအောင်ပို့လိုက်1 by 8 2 e to the power h ကိုရိတ်တော့ e to the power 8မမလဲ1 by 2ကဒီတိုင်းပဲ h to the power 1 by 2ကိုတက်ပေါင်းလိုက်တော့ကျေတော့3 by 2 3 by 2နဲ့1 by 2နဲ့ဒီမှာခြေလိုက်တော့1 by 3ရတာပါဒါကြောင့်မသူရဲ့ less answer က1 by 2 e to the power h minus 1 by 3 h to the power 3 by 2 plus c ပါနောက်တစ်ခုကကြတော့1 plus tangent square 1 plus tangent square ကို မရိပ်သေးဘူး DIM formula ထည့်လိုက် secant square x ပါနော် trigonometric formula ထည့်လိုက် secant square a သူ့ integral လုပ်လိုက်လို့ရှိရင် tangent x ပါ tangent a ပြီးတော့ constant ထည့်မော plus c ပါ now integrations of f of a is plus b found နေဦးကြည့်အောင် a plus b ညမှာ 4a plus 1 the whole power 5ဒါဆိုရင်ကျတော့စုံစမ်းတော့တစ်ခုချင်းပေါ်မှာ၅တက်တူ၃တက်တူတင်တာဒီကောင်ကျတစ်ခုလုံးပေါ်မှာတင် တစ်ခုလုံးမှာတင်တစ်ခုလုံးပေါ်မှာလည်း +1 ပေါင်းမယ်အဲ့တော့6သူ့ကိုထပ်ပြီးတော့စနစ်စားလိုက်တော့1/6ဒါပေမဲ့ FOA စင်မြောက်ဖို့ခင်ဗျာဘယ်လောက်ရှိလဲ4 4နဲ့လည်းထပ်စားရဒါကြောင့်မို့သူ့ရဲ့အဖြစ်ဟာ1/24 4 is plus 1 the whole power 6ပုံမှန်အတိုင်းပဲ integration sign ဖြုတ်ပြီးဆိုရင်စီထည့်ရမယ် plus C ပါအိမ်မှာမှာ n equal to -1 ဆိုပြီး -1 ကိုစားသွင်းလိုက်တယ်။ n equal to -1 ညမညီဘူးပေါ့ တခုတွင်မယ် -1 နဲ့ညီရတခုတွင်မယ်เนาะဒီမှာက AS + B power n ဆိုရင် power ကိုတစ်ပေါင်းတော့ n + 1သူ့ရဲ့ n + 1နဲ့ပြန်စားပြီးရင် AC မြောက်ပေါ်ကိန်းဖြစ်တဲ့ a နဲ့ပြန်စားဒါဆိုရင်ပိုင်းချိန်မှာ n + 1တွေ့လို့ n ဒီ -1 နဲ့ညီလို့မရအောင်ညီခဲ့မယ်ဆိုရင် -1 နဲ့ညီ0ဖြစ်သွားရင်ဒိဗယ်မရှိ undefined ဖြစ်သွားမှာဆိုလို့เนาะ -1 နဲ့မညီရအောင်အကယ်လို့ညီမယ်ဆိုရင်ကော မိုင်းညဝမ်းညညီရယ်ဆိုတဲ့ပုံစံမျိုးစဉ်းစားမယ်အခုဒီမှာ one by a ပေါ့ဒီကောင်က one by a ဆိုတော့ ln a အခုဒီမှာ a is plus b ဆိုတော့ ln a is plus b ပေါ့ plus c ဒါဆိုလို့ရှင်တော့ n equal to minus 1เนี่ยเนี่ยแท้လို့စာသွင်းလို့ရတယ်အဲ့တော့ now ကဟို integration of a is b ကိုတစ်ချိန်ရှိတယ် တချိန်ရှိတယ်ဆိုရင် F4A စပပီပဲသူရဲ့မြောက်ပေါ်ကင်းဖြစ်တဲ့ A နဲ့စားလိုက်တော့ 1/E ပြီးရင် integration sign ဖြုတ်ရင် C ထည့်မယ် plus C နောက်တစ်ခုက cos ကိုရှင်းမယ် cos ကို integrate လုပ်မယ်ဆိုရင် cos ကိုရိတ်ရင်စား sin A စပပီ A ရဲ့ coefficient နဲ့ပြန်စားမယ် 1/E plus C နောက်တစ်ခုက sin sin ကိုလုပ်မယ် စာရုံ integrate လုပ်ရင် cos ဘာ cos လဲ minus cos a + b ပြီးရင် a ဆက်မြောက်ပေါ်ခင်းညပြန်စားတော့ 1/a - 1/a + c secant square ကိုလုပ်မယ်ဆိုရင် tangent တန်းကျပ် a ဆက်ပြီးအဲ့ဒီမှာလည်းဒီလိုပဲ a ဆက်မြောက်ပေါ်ခင်းဖြစ်တဲ့ 1/a နဲ့တွားလုပ်မယ် ူရဲ့ formula က -1 minus -a tangent a plus b ပြီးတော့ integration ကိုဖြုတ်လိုက်ကြတော့ plus c ထည့်လိုက်ပါမယ်အဲ့တော့အများအားမှတ်ထားအောင် plus c ဒီ integration sign ကိုဖြုတ်တိုင်းဖြုတ်တိုင်းအမြဲထည့်ပါမယ် example 5ကိုဆက်လက်ပြီးသင်ကြပါမယ် example 5ရဲ့နံပါတ် a ပေါ့အဲ့တော့ဘယ်လိုသင်လဲဆိုရင်ကျေတော့1/3-48 th ဒါဆိုရင် 1/ ဆိုပုံသင်ကြီးက ln modulus of 3-48ပြီးရင် 4h မှာ h ရဲ့မြောက်ဖော်ခင်းရအောင် 4ဆိုတော့အပြင်ရောက်တော့လဲ positive ဆိုတော့1 4နဲ့စားမယ် negation sign အောင်ဖြုတ်ရင် plus c ပါကဲ roots 8 is minus 7အဲ့တော့8 minus 7ကို1 by 2သူ့တက်ပေါင်းလိုက်တော့3 by 2ပြန်မြောက်မယ်2 by 3အဲ့တော့80မြောက်ဖို့ခင်းကဘယ်လောက်လဲဆိုရင် ူ့ကိုသွားစားလိုက်တော့1 by 8အဲ့တော့မှရှင်းလိုက်တော့1 by 12 ages by 7 the whole power 3 by 2 plus c နောက်တစ်ခုစဉ်းစားကြည့်အောင် exponential exponential ကိုရှိရင် exponential ပဲဒါဆိုရင်သူ့ရဲ့မြောက်ဖို့ခင်ရဘယ်လောက်လဲဆိုတော့2 2နဲ့ပြန်စားလိုက်တော့1 by 2 e to the power 2 is plus 1ပြီးရင်ပါလဲ plus c အခုနောက်တစ်ခုကကြတော့2 to the power ဆိုရင်စသောနော formula ဆိုရင် a to the power ပုံစံမျိုးပေါ့2 to the power 3 is by 1ဆိုရင်2 to the power 3a plus 1 3a 10မြောက်ပေါ်ကင်းဖြစ်တဲ့1 by 3နဲ့စာ original formula က1 by ln 2 2ဒီပါလဲဆိုတော့ base ပေါ့အာပြီးတော့ရင် integration sign ကိုဖြုတ်တဲ့အတွက် plus c ထည့်ပြရမယ် အစ္စမဖရဲ့နံပါတ်အရေးအကြတော့ဘာပါလဲဆိုတော့ cos square ပါ။နော် cos square ရဲ့ပုံသိမ်းကြီးပေါ့။ကျေတို့အရင်ကလောဂရသန်ရှေ့မှာပါတတ်တယ် trigo မှာပါတဲ့ပုံသိမ်းကြီးပေါ့နော်။1 by 2 1 plus cos 2 h ဒါကရိုးရိုးပုံသိမ်းကြီး trigonometric တွေကပုံသိမ်းကြီးကိုယူထားတာပါ။ integration နဲ့မဆိုင်ဘူးသူ့ရဲ့မူရင်း formula ကိုပြန်ယူထားတာအဲ့တော့မှ1 by 2 integration စမယ်1 plus cos 2x ဒါဆိုရင်1ဆိုရင် a ီမှာက cost ways ကိုရိတ်လိုက်ရင် sin 28 280မြောက်ပေါ်ကင်းဘလောက်လဲဒူးနဲ့ထက်စာပြီးရင်ဝင်မြောက်1 by 2 is plus 1 by 4 sin 28 plus c SMF ရဲ့ number F ကိုဆက်လက်ပြီးတင်ကြပါမယ်။ number F ကကြတော့ sin 4 cos 3 8ဒါဆိုရင်ကျွန်တော်ရဲ့ trigonometry grade 11မှာသင်ဘူးတယ် ဒါဆိုရင် 4s နဲ့3နှစ်ခုပေါင်းနောက်တစ်ခုကနှစ်ခုနှုတ်အဲ့ဒီ formula ရှိ hard formula လို့ခေါ်တယ်အဲ့ဒီ formula ကိုသုံးထားတာ1 by 2ပြီးွားရင်ဒီမှာနှစ်ခု sin ဆိုရင်နှစ်ခုပေါင်းနောက်ထပ် sin ဆိုရင်နှစ်ခုနှုတ် 4s 3s ကိုပေါင်းလိုက်တော့ 7a နှုတ်လိုက်တော့ h ပါအဲ့ဒီ formula ကိုအရင်သုံးလိုက်တယ်သုံးပြီးတော့မှတို့ substitute လုပ်ပြီးမှဒါလည်း integrate လုပ်။ဒါဆိုရင်1 by 2ကိုပြင်ထုတ်လိုက်ရယ် sin 7 8ကို integrate လုပ်လိုက်တော့ cos 7 8 7 8ကို ဒါစားလိုက်တော့1 by 7 cos ဆိုရင် minus ပါမယ်ဆိုတော့ minus sin ကိုလုတ်တော့လဲ minus cos ပြီးတော့ my integration sin လုံးဝဖြုတ်လိုက်ပြီဖြစ်တဲ့အတွက် plus စီရေးမယ်1 by 2ကိုထဲဝင်မြောက်မယ် minus 1 by 14 cos 7 is minus 1 by 2 cos 8 plus c is a side 10.1ရဲ့ number 1ရဲ့ iron လေးကိုစပြောပါမယ်အဲ့တော့ iron လေးမှာ3 by 8 3 by ဆိုကျ3ကိုဖုံးထုတ်လိုက်ကျ1 by 8 1 by ကို integrate လုပ်ရင် aln modulus ဆို x မျိုးရေးထားမယ်ပေါ့နော် aln x ကိုတော့ e to the power x ကိုရေးလိုက်တော့ e to the power x 10ကိုရေးလိုက်တော့10ကဒီတိုင်းပဲဒါပေမဲ့1ကိုရေးရင် x ဒါကြောင့်မလို့သူ့ရဲ့အဖြေက3 aln x + e to the power x + 10 h + c အော်ဒီမှာ sin blue sin blue ဆိုရင်စောစောကကျေတို့ဘာလို့သုံးမလဲဆိုရင် half blue ကိုပြန်သုံးချင်တယ်အဲ့တော့သုံးချင်တာဖြစ်တဲ့တွေ့ကျေတို့က2ကိုဒီထဲမှာဝင်မြောက်မယ်ဒီမှာလည်းဝင်စားမယ်ဒီ2နှလုံးအပူလာထည့်လိုက်ထည့်လိုက်ပြီဆိုရင်ကျေတို့အရင်တော့ formula half blue ကိုသုံးလို့ရပြီ2 cos 5 sin 8ဆိုရင်သူ့ကိုနှစ်ခုနှုတ်မယ် 5 minus 2 a ခုပါမယ်5 a plus 2 a เนาะအလဲက cos မလို့အနှုတ်ပါဒါကြောင့်မလို့ cos 3 a ဒါ cos 7 a အခုချိန်ကြီး integration မလုပ်သေးပါဘူးခြေတို့ဒီမှာ integration စလုပ်တော့မယ်ဆိုတခုချင်းပေါ့ cos 3ကို integrate လုပ်မယ် cos 7 a ကို integration လုပ်ပါမယ် cos ကိုလုပ်လိုက်တော့ sin 3 a 3 a ဆက်မြောက်ပေါ်ကိညာစာ1 3 နောက်တစ်ခုက Costco လို့တော့ sign 78 sign 78ရဲ့ coefficient နဲ့1 minus 7နဲ့စာမယ်ပြီးရင် equation sign ဖြုတ်တယ်ပြော plus c လေးကိုရေးမယ်1 minus 2ကိုအထက်ဝင်မြောက်လိုက်တော့1 minus 6 sign 38 minus 1 minus 14 sign 78 plus c ပါအော် g လေးကိုဆက်လက်ပြီးကြည့်မယ်2ရဲ့ g secant square ပေါ့เนาะ function อ่ะ secant square ဆိုလို့ရှိရင်ကျတော့1 by 8 2 ကနောက်မှထက်စီကစကွဲကိုချိန်လိုက်ရင်တန်ချန် 2is plus 3ဒီ 2is ရမြောက်ဖို့ခင်2လို့တော့စားလိုက်တော့1 2ဒါဆိုရင် plus c ရတော့ integration sign အောင်ဖြုတ်ခလာလို့ရှိရာဒါဆိုရင်ဂျန်နဲ့ကောင်တွေကို homework လေးတွေ့ပေးပါ exercise 10.1ရဲ့ number 1 2လို့တွေ့ပေးတာဒီ formula ၄အတိုင်းပဲအဲ့တော့ကလေးတို့ဒီဒီ integration ရဲ့ formula တွေကိုသိရမယ် chapter 11က trigonometric formula တချို့ကိုပြန်လည်းသိရှိရမှာဖြစ်ပါတယ်ကျေတင်တဲ့ဘိုင်းလေးရတော့ဒီနေ့ရတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်ပုံမပြည့်စုံတဲ့သင်ခန်းစာတွေမိကုန်းအဖြေနဲ့မှတ်စုတွေကို Pandy Education Application မှာဆက်လက်လေ့လာနိုင်ပါတယ်